မင်္ဂလာပါရှင်ရေကူဖက်ပြမှာကတော့စာရေးဆရာတစ္ဆာနေရေးသားထားတယ်အခြားသောအရာများနဲ့လို့ဆိုသည့်စာအုပ်ထဲမှာပိုက်ဆံနဲ့လို့ဆိုသည့် modern ဝတ္ထုတို့လေးကိုဖက်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် ပိုက်ဆံနှင်လူပိုက်ဆံမော်မူတည်၍အမှန်အမှားဆုံးဖြတ်သောအလေအထကိုကျွန်တော်တို့ငယ်စဉ်ကတည်းကတင် जा ခဲ့ကြရ၏လူကိစ္စမှာခေါင်းပန်းလှည့်ခြင်းဖြစ်သည်ခေါင်းပန်းလှည့်တိုင်းတိုင်းလုံးရသူမှာကျွန်တော်တို့အထယ်တွင်ပိုက်ဆံအပေါ်ဆုံးဖြစ်သောဖေတော်ဖြစ်သည်ဖေတော်သည်ကျွန်တော်နှင့်ညီကိုတဝန်းခွဲတော်ဆက်သူလည်းဖြစ်၏သူတို့သည်မိဘအစဉ်ဆက်ချမ်းသာကြွယ်ဝခဲ့ကြသည်ကစားတိုင်းလည်းပတ်စံအတန်နိုင်ဆုံးဖေတော်ကအနိုင်ရသည်ကများသည် တခုတော့ရှိသည်ဖေတော်သည်သူအနိုင်ရသည်မပစံအလုံးကိုတပြားမကြံပြန်၍မုံဝဲကျွေးတည်း၏ထို့ကြောင့်ဖေတော်ကိုခင်မင်သူများသည်ကျွန်တော်လူမျိုးပေါက်စားအရွယ်တွင်အဖိုးဖြစ်သူကလောကမှာအခက်အခဲဆုံးအလုဟာဘာလဲကွာ ဟုမေးဘူး၏စိတ်ကူးတဲ့ရအမျိုးမျိုးဖြစ်တော်လဲအပြေမှန်မရနောက်ဆုံးမှအဖိုးဖြစ်သူက ပြုံးကမင်းတတလုံးမှတ်ထားလောကမှာအခက်ခဲဆုံးအလုဟာပတ်စံကိုတုံးဆွဲရတဲ့အလုပဲဟုပြောသည်ဤတော့ကသဘောမပေါက် ပတ်စံကိုစကားကောင်းကောင်းမပြောတတ်သောကလေးတွေကအစာသုံးတတ်သည်အဖိုးကြောင့်သည်ဟုထင်သည်ပတ်စံရှိလျင်လပေးဆိုင်မှာတငယ်ချင်းတွေနဲ့ထိုင်လို့ရသည်ဇင်းပေါင်းမီဝယ်လို့ရသည် ရုပ်ရှင်ကြည့်လို့ရသည်ထို့မှ နောက်နှစ်နှစ်သုံးနှစ်ကြာ၍ရုပ်ချမ်းဝါဒစာပေလေးမတောက်တစ်ခေါက်လေးလာမိသောအခါပတ်စံပေါ်အမြင်မှာတမျိုးတစ်ပုံပြောင်းလဲသွားသည်အင်းကြီးအိတ်ထဲတွင်တထောင်နံထည့်ထားသောသူတွေ့လျင်ပင်ဤသူကဒနာရှင်ပေါ့စာပဲဟုမုံတီးစိတ်မူရ၏ထိုချိန်ကစ၍ ဖေတော်နဲ့ကျွန်တော်လည်းခက်စိမ်စိမ်ဖြစ်သွားကြသည်အမှန်တော့ကျွန်တော်ဘက်ကသာဒီကောင်းနေပူဇော်ရီပဲဟူသောအမြင်နဲ့ခက်တန်းတန်းစတင်ဆက်ဆံခဲ့ခြင်းဖြစ်သည်သူဘက်ကမှခင်မင်းပြဟန်မတူကျွန်တော်ကတော့ခါတိုင်းလိုကြောင်းသွားကြောင်းပြန်လဲသူတို့ကားကြောင်ကိုမစီတော့သူကကျွန်တော်တို့နေလာရောလင်းလဲဘိုးဝင်နေစံကွာမင်းကွာပေါန်လာစောနန်းနဲ့ဟိုနင်းပြစ်တက်အေးကျွန်တော်တို့လူစုကမှစာအုပ်ထူကြီးများကိုဂျိုင်းကြရညံ့စေပေါ်လေးကိုလက်ကြမှာညကလမ်းတက်မီတိုင်းအောင်ရဲ့၍ မိုးအလင်းငင်းခုန်ဆွေးနွေးကြသည်တက်ထရွန်အင်ဂျင်အဟောင်းလေးများကိုပြစ်စင်းမဲ့ဆန်အောင်မိဖောက်ဝစ်ကြ၏တငယ်ချင်းတို့ကမူဟီနိုကားစီးလျင်ဆိုဖာပေါ်၌ဒီတိုင်းမထိုင်အပေါ်မှာဆက်ကိုတရွက်ခင်းပြီးမှထိုင်၏ဆိုဖာဆိုတာတနရှင်အသုံးဆောင်မှုဟုအကြောင်းပြသည်ပြစ်စင်းမဲ့ဒေါ်တာပောက်ကွဲတဲ့ဆိုကရက်ထားသောကိုပိုင်ကားများကိုတတွေးနှင့်ခိုထွေ၏မပြီးတင်သောသပင်ရှိဖြူဖြဲနှင့်ပါဝါမပါသောမျက်မှန်ကိုတက်သူကတက်ခုံဖနက်စီသည်ဖြင့်ဖနက်ပေါက်သူကပေါက် အင်းကအငောက်ခံရသူဟာခံရနဲ့ဘာတာဝင်းမှမရှိသောចောင်းသားဘွားတွင်လွတ်လပ်စွာခဏယူတုခွင့်ရခဲ့မှုသည်ចောင်းကထွေ၍လက်တွေ့ဘွားနှင့်တကယ်ရင်ဆိုင်ရသောအခါမတ်စကိန်းနှင့်အဒမ်စမစ်အကြောင်းများများ သိရကနေပတ်စံအစစ်အကြောင်းနည်းနည်းသိလာရသည်ပိုက်စံဆိုတာငွေတွေကြီးတွေကိုသွန်းလောက်သုံးဆွဲစဉ်ကငွေကြီးတကာကမူပိုက်ဆံဆိုဒီမှာစိတ်တကောင်ကြောက်ခဲတကယ်စားတဲ့ပုံခီကွန်တစ်ခုဖြစ်ခဲ့တော့လေသူ့ဤအနှစ်သားရမှာ မပြောင်းလဲခဲ့ လူသား၏အကြီးမားဆုံးသောလူအင်ဆန္ဒမှာမိမိဘဝလုံခြုံလိုမှုဖြစ်သည်ဒီနေ့ခေတ်သည်တွေ့ရကူမှခိုအောင်၍ကိုရာအမဲလိုက်စားနိုင်သော ခင်မဟုတ်တော့အရာရာကိုပတ်စံနေဝေယူရသည်ဘဝလုံခြုံမှုအတွက်အ धिक လိုအပ်သောအရာမှပိုက်ဆံဖြစ်လာသည်လူတိုင်းပိုက်ဆံကိုရှာကြရသည်ကံညာဝရိယအကြောင်းသုံးပါးကိုလိုက်ကနည်းနည်းရသူကရ၍မြန်းမြရသူကရသည်ကျွန်တော်တို့လည်းအစွန်ထွက်တန်ဖိုးသီအိုရီကိုသိသလို့ ဈေးပလိုက်တဲ့စီကရကပိုကောင်းချောင်းတည်လာကြသည်ခုံဖနက်ထက်ဂရီပါသဲကျိုးဖနက်ကပိုကောင်းချောင်းတည်လာကြသည် ပြင်သစ်နှင့်အမေရိကန်ရုပ်ရှင်များပြသသည့်ယုံများစီတို့ခြေဦးလှဲ့မိပြန်သည်ချခင်ကအီလိုကားမျိုးကိုအပေါင်းအသင်းများဝေဖန်ခံရမည်ဆိုသဖြင့်ခိုးချောင်းခိုးဝဲကြည့်ခဲ့ရသည်ဥပဒေဤပြင်ပများလည်းမဟုတ်တမအာဇီဝလည်းကြာမည်ဆိုရင်ပတ်စံရှာရတာရှက်စရာဟိုမယူစားတော့ဖေတော်နဲ့လည်းအရင်ကလိုခင်ခင်မင်မင်ပြန်ဆက်ဆံနိုင်ခဲ့၏ ူလည်းအိမ်အောင်ကြနေလေပြီ။မိန်းကလေးဘက်ကတိုက်နှလုံးလက်ဖွဲသည်ဟုတဆင်ကြရသည်။သူတို့ပုကျုပ်စီထဲမှာဆိုင်ရွှေရတနာဆိုင်ဖွင့်ထားသည်။အပြင်းပြေသောတခါတလေသူကကားပွဲစားလုပ်တယ်လို့လို့ကြား၏။တွေ့လျင်သူသည် အမဲသွက်လိုက်ရှင်ပြနေလေသည်။စီးပွားရှာဘက်တူကမော်ယုံတော်ထဲမှာတမင်လိုက်ရတယ်လို့ပါပဲဟုညီ၏။ထိုမော်ယုံတော်ထဲမှာနီးအမျိုးမျိုးနဲ့လမ်းပြောင်းနေကြသူများလည်းရှိသည်။စင်ရတဲ့တံကိုခံနိုင်ကြသူများမှာချမ်းသာတဲ့တံမခံနိုင်ကြ။ 150တန်းနာရီဝယ်ပတ်ပြီးဘဲဘက်လက်ကြီးတစ်ဖက်ထဲကားလာတဲ့သူအစိတ်တန်နေကမျက်မှန်ကိုတက်ပြီးကောင်းငင်ကြီးကိုမော့ကြည့်ရင်လမ်းလျှောက်တဲ့သူတွေနဲ့လောကကြီးအတွင်းမှာမတိုင်မီအောင်ရှောင်ရသည်တချို့ကတော့လက်ထဲမှာရှိသောပိုက်စံနဲ့စားစရာဝတ်စရာ လောက်တာမကအရက်ပလင်းဖဲတုပ်မိန်းမနဲ့အပေလေးပါးပါဝယ်ကြသည်ဒီတော့မှသူတို့ကိုတအံ့တဩကြောက်လန့်သောစိတ်နဲ့ငေးမောကြည့်ရင် လောကမှာခက်ခဲဆုံးအလိုဟာပတ်စံသုံးရတာပဲဆိုသည့်အဖို့စကားကိုသဘောပေါက်လာ၏ အဲ့ဒီအသေးနဲ့ကိုပစံကိုစင်ကြယ်ဖြူတန်းစွာသုံးဆဲမိဖို့ဂရုထားတတ်လာ၏။ဗိုက်စံဆိုတာဒုစရိုက်နုံနဲ့စင်စရာလေကရင်များအစားတန့်ရှင်သော PTE ပန်းပွင့်များသာဖြစ်သင့်၏။ Many is a kind of poetry ။ဗစံဆိုတာကဗျာတစ်မျိုးပါပဲဆိုသည့်အနောက်တိုင်းအစိုးတစ်ခုကိုတွေ့ကသဘောကျမိ၏။ဗိုက်စံမရှိတာထက်ဗိုက်စံရှိတာက ပိုကဗျာဆန္ဒအမှန်မင်း။အင်္ဂလိပ်ကိုမိကိုနုနုဆေးသုံးမည်။မှန်တကားတက်ပရင်ပေါက်ပေါင်များကတော့အဖြူ။ ထိုပြင်ပေါက်များတွင်ဖတ်ဖူးရောင်စာခန်းစီများလွင့်ပါနေရမည်။စာရေးစပွဲပေါ်မှာကြွေပန်းအိုထဲမှာတော့အခဲပါနာနေဖြင့်ပြင်ဆင်ထားသောခဲရောင်တက်ခွာပွင့်တစ်မျိုးနှင့်စိမ့်မောင်မောင်ကြောက်ခဲရွက်တည်တည်လေးများရှိမည်။ချမ်းစီဟုကိုနင်းစီအဝါများဖြင့်ခတ်မည်။ကိုကရေမကူတတ်တော့လဲ။ခြံထဲမှာပြားလဲလဲရေကူးကန်တစ်ခုရှိနေစီခြင်းသည်သည်။လောက်ဝါသောညများတွင်မိမိထားသောဗရန်ဒါမှထိုင်ရင်းနားထောင်ဖို့ဗီတိုပင်နှင့်ချိုက်ကော့စကီတို့ရဲ့တပြားတွေလည်းရှိအောင်မှာပေါ့။ ဖြော်ရည်ပလင်းတွေ35ချက်အထိစီးတက်နေသည်ရေခဲတက်တာတွေမှာနရာစင်လောက်ဒူလောင်ထားသင့်၏ပြင်းလျင် Alangin Bass ဤကပြားစာအုပ်ဖြစ်ဖြစ်86ခုနှစ်ကဆုံးသွားတဲ့စာရေးဆရာမကာဆွန်မကောလာရဲ့ဝိထုတပုတ်ပဲဖြစ်ဖြစ်စာအုပ်စဉ်ဖြူဖြူတွေကယူဖက်ချင်းဖက်ပီတာဝိုင်ယာရဲ့ရုပ်ရှင်ကားတစ်ခုကိုဗီဒီယိုဆက်ထဲထည့်ကြည့်ခြင်းကြည့်သို့တော့ထိုကိစ္စအားလုံးမှာပိုက်ဆံရှိမှဖြစ်နိုင်လေသည်အခုတော့မော်ယုံတော်ထဲမှာတမင်လိုက်ရင်နေမယ် ထိုသမင်သည်ဘလူးကအယောင်ဆောင်ထားသောသမင်ဖြစ်ကြောင်းလည်းသိမြင်ခဲ့ပြီးလေပြီးပိုက်ဆံနှင့်မိမိတမိုင်းအပြန်အလှန်ဖြတ်တမ်းမှုအရညံနှင့်ဝရိယမပေါ်တော့လေချမ်းသာကြွယ်ဝဖို့ဆိုတာကတော့ကံအကြောင်းနဲ့သာဆိုင်သည်ဟုရင်းနှင်းကလောဘအမောကို နီးမှန်လမ်းမှန်ရောက်ရဲလျှော့ပြေနိုင်ခဲ့သည်တနေ့တော့ပပဝင်ရုပ်ရှင်ရုံမှရုပ်ရှင်ကြည့်ရန်ဆောင်းစားနေခိုက်ကြိုတင်လက်မှတ်လာဝဲသောဖေတော်နှင့်တွေ့သူစည်းလာသောအစိမ်းတို့ရောင်လင်းစားကားတက်မှမျက်စိချင်းလောက်အောင်တောက်ပြောင်နေသည် သူကတခုခုတောက်ရအောင်ပြောသဖြင့်အနီးမှလက်ရွေးစင်ကဖေးတို့ရောက်သွားကြသည်ကျွန်တော်ကရှစ်မိုင်မှမင်းတို့တိုက်တဲ့နှလုံးစောင့်နေရဲဆိုဟုတ်တယ်ကွာချမ်းကဒီတိုင်းပြစ်ထားတာကြပြီတိုက်ဆောက်ပြီးအငားထားမလားလို့မင်းကလည်းလောဘကြီးလာကြီးလားကျွန်တော်နောက်နေမှန်းသူတည်ဤပြုံးကအဲ့ဒီကရတဲ့ငွေကလှူဖို့ပါကွာဟိုဆိုသည်တို့လင်များမှာတာသမီမပွားစီတခြားထောက်ပံ့ရမယ့်သူလည်းမရှိမင်းတို့ကအဆင်ပြေလားတင့်ရုံမင်းကောင်းပါလေ ပဆန်ကတော့မှန်တဲ့နည်းနဲ့ရအောင်ရှာကွာပဆန်ရှိတော့လောဘဒေါသမောဟကင်းတာပေါ့ဟင်ဘလို့ကဒီလိုလေကွာဖះဟိုတကြတခါကတတဝါရရဲ့အပေကြရာအကြောင်းတရားဟာဘာပါလဲဖះလို့မိလျှောက်ဘူးတယ်ဖះရှင်ကအိတ်တာမစ္စရိယာဆိုတဲ့ဝင်းတူညူဆိုတဲ့စိတ်ပဲလို့ဖြေတယ်တဲ့မင်းတွေးကြည့်လေလူတိုင်းဟာလူသမ ्या သာရနေဘယ်သူ့ကိုမှညူဆိုတဲ့စိတ်မွေးကြမှာမဟုတ်ဘူးอืมရေးတိတိတော့ရှိတယ် ိမ်မရှိတဲ့သူကအိမ်ရှိခြင်းနဲ့အိမ်ရှိတဲ့လူကိုမနာလို့ဖြစ်တယ်။ညူဆူစိတ်မွေးတယ်။အိမ်ရှိတဲ့လူကလည်းတိုက်ရှိတဲ့လူအပေါ်တိုက်ရှိတဲ့လူကလည်းတိုက်အပြင်ကားရှိတဲ့လူအပေါ်မနာလို့ညူဆူစိတ်ဖြစ်တယ်။လူတိုင်းသာတိုက်ရဲကားရဲရှိမယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးဖြစ်ပေါ်နိုင်တဲ့မနာလို့ဝင်တိုးစိတ်မျိုးလောက်ကိုတော့သူတို့ဟာပယ်တတ်နိုင်ပြီသားဖြစ်လိမ့်မယ်တဲ့။အဲ့ဒါကပိုက်ဆံတဲ့လောဘဒေါသမောဟကိုပယ်တဲ့နည်းပေါ့။မင်းစိတ်မိလို့မဆိုးဘူး။လမ်းမပြောင်းရောက်တော့အခါ ဖေတော်ကတရေတစ်ချက်ထွေးလိုက်အမတ်တမဲဖြစ်တော့လေကျွန်တော်ကသူနဲ့ပတ်သက်တော့ငယ်စဉ်ကကိစ္စလေးတခုကိုချက်ချင်းပြန်အမတ်ရမိ။ចောင်းသားဘွားကတရေထွေးလျင်ကျွန်တော်တို့အားလုံးထွေးဟုမိတော့လေဖေတော်ကထွန်းဟုတမင်မိတမ်းပြုကထွေးတဲ့ဤသူကတို့ဟာတိုက်ထဲမှာထွေးနေကြမို့လှိုင်းတန်ပါနေတာကွာဟုနောက်ဤပတ်စံရှိလျင်ဒရေထွေးတန်ကပင်ကွာချတဲ့ကြောင်းထိုးစဉ်ကလေးကကျွန်တော်တိခဲ့ဖို့ကောင်းပါသည်တစ္ဆာနီး တကုံဇန်နဝါရီ1989ရခုဖတ်ပြထားတဲ့ modern ဝိတ္ထုတို့လေးကိုနားဆင်သမျှနှစ်တန်သဘောကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်လာမယ့်ဗီဒီယိုအသစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပြီးဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲဘေးပြာတွေဝေကွာပြီးတာယာလှပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။